နောက်ဆုံးသိရှိရတာကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းရွှေကောက်ကိုကြားဖြတ်မြို့တစ်ကိုတည်ထောင်ခဲ့သူဖြစ်တဲ့တရုတ်နဲ့ကမ္ဘောဒီးယားနိုင်ငံသားရှီချီချန်းကိုထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုဒီကနေ့ညနေပိုင်းမှာပြန်လည်လွှဲပြောင်းပို့ဆောင်ပေးမှာဖြစ်ကြောင်းထိုင်းသတင်းဌာန The Reporters ကဖော်ပြပါတယ်။ရှီချီချန်းဟာမြန်မာစစ်တပ်လက်အောက်ခံကရင်နယ်ခြားဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူရဲ့ကိုးကွယ်ရာပုံကိုတူဦးဖြစ်ပြီး ညဝရီမြို့နယ်မှာရှိတဲ့ကာစီနိုများနဲ့ကြားဖြန့် online စီးပွားရေးလုပ်ငန်းများမှာအထက်အရင်းနှီးမြှုပ်နှံသူရတိုင်း International Holding Group ရဲ့ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။နိုဝင်ဘာ10ရက်ကထိုင်းယူကန်တရားရုံးကနိုင်ငံတကာရာဇဝတ်မှုများနဲ့ online လောင်းကစားလုပ်ငန်း200ကျော်ကိုတရားမဝင်လုတ်ကင်ခဲ့တဲ့ကြားဖြန့်ငွေလိမ်ကိုင်းကောင်းဆောင်ရှီချီချန်းကိုတရုတ်ကိုလွှဲပြောင်းပေးဖို့အတည်ပြုဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ဒီကနေ့လွှဲပြောင်းပေးခြင်းဖြစ်ပါတယ်။ တရုတ်အစိုးရကရှီချီချန်းကိုလောင်းကစားနဲ့ကြားဖြတ်ငွေလိမ်ကိုင်းများဖြင့်လိုရှိနေပြီး၎င်းဟာတရုတ်ယွမ်ငွေ2,985ဘီလီယံထိုင်းဘတ်12.6ထရီလီယံကျော်ခန့်လိမ်လည်ခဲ့တဲ့ကာစီနိုဝက်ဘ်ဆိုက်ပေါင်း239ခုထက်မနည်းတည်ထောင်စီမံခန့်ခွဲဖို့အမိန့်ပေးခဲ့သူဖြစ်ကတရုတ်နိုင်ငံသားများကိုပြစ်မှတ်ထားတဲ့လိမ်လည်မှုများအတွက်အဓိကတာဝန်ရှိသူလို့စွဲချက်တင်ထားပါတယ် 2022ခုနှစ်ဩဂတ်လမှာဘန်ကောက်မြို့၌ထိုင်းအစိုးရကဖမ်းဆီးရမိခဲ့ပြီးအဲ့ဒီနှစ်နိုဝင်ဘာလမှာတရုတ်ကပြဲပြောင်းပေးဖို့တောင်းဆိုခဲ့ပါတယ်2025ခုနှစ်အောက်တိုဘာ22ရက်မှာထိုင်းဖွဲ့စည်းပုံအခြေခံဥတွေခုံရုံးကပြဲပြောင်းပေးဖို့အတည်ပြုခဲ့ပါတယ်1993ခုနှစ်ထိုင်းတရုတ်တရခံလွှဲပြောင်းစာချုပ်အရဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကိုကင်တွယ်ရာမှာ နှစ်နိုင်ငံအာဏာပိုင်များနီးကပ်စွာပူးပေါင်းဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်။ရှီချီချန်းဟာကမ်ဘောဒီးယားနဲ့မြန်မာနိုင်ငံတို့မှာ ကြားဖြတ်စီမံကိန်းမျိုးသစ်တွေကိုအကောင်အထည်ဖော်ခဲ့သူဖြစ်ပါတယ်။ဆော့ချစ်သူကရှီချီချန်းရဲ့လွတ်မြောက်ရေးအတွက်2024ခုနှစ်ဩဂတ်လ17ရက်နေ့မှာ ရွှေကုတ်ကုံမြို့မှာ လူရာနဲ့ချီတက်ရောက်တဲ့ဆူတောင်းပွဲတွေကျင်းပပြုလုပ်ခဲ့ပြီး၎င်းကိုယ်တိုင်တက်ရောက်ဝတ်ပြုဆူတောင်းခဲ့ပါသေးတယ်ရှင်။